မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပိတ်လေးလုံးယူတဲ့နေ့ကိုနောက်ထပ်တစ်ခုအနေနဲ့မိတ်ဆွေများလေ့လာလို့ရအောင်တနည်းနဲ့တကွအချင်းပြပေးသွားမှာဖြစ်ပါတယ်ပင်ရှင်အပိတ်တွယ်တဲ့နေ့ပေါ့နော်ကျွန်တော်အတူတူလေ့လာကြအောင်လားခင်ဗျာအင်းဆိုကျွန်တော်တို့အတွင်းနေ့မပြခင်မှာသူရှာပေးသွားခဲ့တဲ့ဟာကိုကျွန်တော်အတူတူဆက်ပြီးလေ့လာကြအောင်ပါနော် နံပါတ်၁အနေနဲ့ဒီခွန်တင်းနှစ်သုံးအပိတ်လေးလုံးဖြစ်ပါတယ်ဗောနော်အဲ့ဒီထဲက၃ည၆သုံးဆိုတဲ့အတွက်ကြောင့်မို့သုံးတလုံးအပိတ်ဖြစ်ဖြစ်ပါတယ်နံပါတ်၂ဗောနော်နံပါတ်၂မှာတော့ခွန် sorry 9 3 4 5အပိတ်ရတာဗောနော်395ဆိုတဲ့အတွက်ကြောင့်မို့5အပိတ်ဖြစ်ပါတယ်နံပါတ်၃မှာ9 3 4 5အပိတ်ပဲထပ်ရတယ်ဗောနော်6 3 3ဆိုတဲ့အတွက်3အပိတ်ဖြစ်ပါတယ် နံပါတ်၄မှာတော့268အပိတ်ဖြစ်ပါတယ်ဗောနော်6 6ဆိုတဲ့အတွက်ကြောင့်မို့6တလုံးဖြစ်ပါတယ်ခင်ဗျာ6တလုံးအပိတ်ဗောနော်ငါကိုတုံများတစ်ထဲက၄ရှိတစ်ဆိုရတဲ့တစ်အပိတ်ဖြစ်ပါတယ်။နံပါတ်6၄ရှိကိုတုံများမှာငါကိုရှိရှိအပိတ်ဖြစ်ပါတယ်ခင်ဗျာ။ ငါကိုရှိပြီးတော့တိတိလျှောက်ပါနော်တိတိလျှောက်တပြင်မှာဆိုရင်တင်ငါလျှောက်ခွန်အပိတ်လေးလုံးထက်ကလျှောက်အပိတ်ဖြစ်ပါတယ်တိတိလျှောက်ပြီးတော့လျှောက်ကို၃ည၆ကို၃ညမှာ၄၈၉၃ညထက်က၃ညအပိတ်ပါနော်ပြီးရင်နံပါတ်၉နံပါတ်၉မှာဆိုရင်ခွန်တင်နေ၃အပိတ်ရတာဖြစ်ပါတယ်၃ဒလုံးအပိတ်ငါကို၃ငါကို၃ပြီးတော့ငါ၃ညလေးဖြစ်ပါတယ်ပါနော်ကို၃လေးငါအပိတ်ထက်က၄အပိတ်ငါ၃ညအလေး နံပါတ်7ခွန်တင်းနေ3အပိတ်မှာ933 3အပိတ်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်7မှာတင်း96ခွန်အပိတ်၄လုံးထဲက6သလုံးအပိတ်336ဖြစ်ပါတယ်။ပြီးရင်နံပါတ်73 6တုံများတင်းနေအပိတ်ထဲက3ည4တစ်ဆိုရအတွက်တအပိတ်နံပါတ်74မှာတင်း96ခွန်အပိတ်ဖြစ်ပါတယ်။ရှင်း6ခွန်ဆိုရအတွက်9အပိတ်ချပေးသွားတယ်ပေါ့နော်။ နံပါတ်15မှာ3956အပိတ်၄လုံးထက်က6အပိတ်636ပေါ့နော်နံပါတ်16မှာ8234အပိတ်ထက်က2တလုံးအပိတ်662ဖြစ်ပါတယ်နံပါတ်19 3969မှာ665ဆိုတဲ့5အပိတ်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်17မှာ813အပိတ်ထက်က2အပိတ်962ဖြစ်ပါတယ် နံပါတ်18ချိန်ရှိသွားပြီဖြစ်ပါတယ်ဗောနော်နံပါတ်19ကိုထပ်ပြီးလေ့လာကြည့်အောင်နံပါတ်19ဒီရှင်းနေ3လေးအပိတ်လေးလုံးစုပြီးရတာဖြစ်ပါတယ်ဗောနော်ရှားပြီးသွားတာလေးအပိတ်ဒုံညာလေးလေးဖြစ်ပါတယ်ရှင်းနေ3လေးထဲကလေးအပိတ်ဒုံညာလေးလေးဗောနော်နံပါတ်20မှာတင်ငါ6ခွန်ထဲက1အပိတ်2နှစ်တိဖြစ်ပါတယ် နောက်ထပ်နံပါတ်20နဲ့အတင်မှာ8နှစ်34ထက်က3အပိတ်843ဘောနော်အဲ့မှာထဲလေးပိတ်3လုံးအပြည့်ရှာပြီးသွားတယ်9ခုနှစ်3အပိတ်ထက်က3အပိတ်863ဘောနော်ပြီးရင်20နဲ့3မှာ9345အပိတ်ထက်က9အပိတ်239ဖြစ်ပါတယ်20နဲ့4 24မှာဆိုရင်9345အပိတ်ပဲထပ်ရတယ်ဘောနော်ခွန်ခွန်9 9အပိတ်ဖြစ်ပါတယ် ပြီးရင်25မှာ20အရာ593များတည်တဲ့က3ညအပိတ်ခွန်3ည3ည26 389အပိတ်ရှိပြီးဖြစ်ပါတယ်။အဲ့မှာ9အပိတ်300ဖြစ်ပါတယ်ခင်ဗျာ။နံပါတ်29ပေါ့နော်29မှာ8နှစ်34အပိတ်ရတာဖြစ်ပါတယ်။6အပိတ်694ဆိုပြီးခြားပြီးသွားတယ်ပေါ့နော်6အပိတ်ခြားပြီးသွားတယ်။နောက်ထပ်28 9345ဘိမ3အဘိ963 2939အဘိထက်က9အဘိ689 29ပြီးတော့30ပေါ့နော်30မှာ3989ပဲဖြစ်ပါတယ်3989ပဲပေါ့နော်အဲ့မှာ9အဘိ229 8အဘိ388ဖြစ်ပါတယ်အဲ့မှာ3989ဒီ3ချိန်ဆက်သိပ်ဖြစ်ပါတယ်3989ထက်က8အဘိ388ဖြစ်ပါတယ်ပေါ့နော် โอเคဒီ20ကိုကျွန်တော်မိုက်ရှင်များလေးလာလို့ရအောင်ပါเนาะ20နဲ့တကွာအရှင်းပြပေးသွားပါမယ်ခင်ဗျာအပိတ်လေးလုံးခုလို့စေတော့ခြားပေးနေဆဲပဲဖြစ်ပါတယ်ပေါ့နော်တလုံးခြားပေးနေဆဲဖြစ်ပါတယ်โอเคကျွန်တော်သူရဲ့20ကိုလေးလာကြည့်အောင်သူရဲ့20ကိုဒီနိစာကနေအဲအင်းတပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်အတူတူပေါင်းကြည့်အောင်လားခင်ဗျာခွန်3023ကိုဒီ3နဲ့ပေါင်းရှင်4ရတယ်ဗောနော်ပြီးရင်9နှစ်ကြိမ်ပေါင်း30ဖြစ်ပါတယ်63 28 3နှစ်ကြိမ်ပေါင်း6ဗောနော်6နောက်က9နဲ့နှစ်နောက်က7ကိုတင်ပေးရမယ်ဆိုတော့4နဲ့6နဲ့က30 8နဲ့7ပေါင်း9 9ရတယ်ဗောနော်အဲ့ဒီ9ကိုနောက်ထပ်4နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်9နဲ့4ပေါင်းရှင်း73 3345ရေးမယ်ဗောနော်9345အပိတ်ထဲက009ရှာပေးသွားတဲ့အတွက်ကြောင့်မို့အပိတ်9ဖြစ်ပါတယ်9345ထဲက9အပိတ်009ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်009ကနေဒီနေ့တည်းပဲထပ်ပြီးတူတူပေါင်းကြည့်မယ်ဗောနော်ဒီ8340နဲ့4 4ကို9ပေါင်းတာ73တင်းနဲ့ ဒီနေ့နဲ့ချိန်ပေါင်း၄ဖြစ်ပါတယ်93 96 96ပေါင်း73ပေါ့နော်၄နဲ့ချိန်ပေါင်းရှင်းက၈ဖြစ်ပါတယ်ဒီအနောက်ကခွန်ရနေ့ရပေါင်းရှင်း9ဒါဆိုရင်အနောက်ဆုံးက38ပေါင်း73 3 9ပေါင်း20 4ပေါင်း5 25ပေါ့နော်5ပဲရပြီးတော့5ကိုလည်းအပေါ်လိုမျိုးပဲ၄နဲ့ထပ်ပေါင်းရှင်း9 3ည1 5ကို3ည1ထဲကခွန်3ည3ညဆိုတဲ့အတွက်အပိတ်3ညဖြစ်ပါတယ် ။ Okay နောက်ထပ်ခွန်တော်များတော်များကနေအတူတူထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်။ဒီ9 3 5 5 4 20 5 9 30ပေါ့နော်။တုံးတလီတုံးတုံးလေးပေါင်းခွန်အာရှင်းနှစ်ကြိမ်က16 6နှစ်နှစ်ပေါင်း30ဆိုတော့တုံးညခွန်6ပေါင်းရှင်း73ရတဲ့အတွက်တုံးကို4နဲ့ပေါင်းရှင်းခွန်6 9အိမ်မှာ3ခွန်ခွန်ဖြစ်ပါတယ်ခွန်တုံးညတုံးညပြီးတော့ 300ဆိုတဲ့အတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်3089ထဲကခုနှစ်အပိတ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်300တပြားနေထပ်ပြီးလေလာတရား8094လေးနဲ့လေးပေါင်း8 8ခုပေါင်းရှင်း55ဖြစ်ပါတယ်ဒီ9နဲ့ကျင်30ပေါ့နော်3တလီ336ပေါင်း9ဖြစ်ပါတယ်6နဲ့ကျင်7နှစ်ဒီ3ညနဲ့နှစ်ပေါင်းရှင်းနှစ်ဆိုတဲ့အတွက်ဒီ9ကို14နှစ်နှစ်ပေါင်း6ဆိုတဲ့အတွက်ပေါင်းရှင်း800မှာဖြစ်ပါတယ် အဲ့ဒီရှစ်ကိုလေးပေါင်းချင်းကစနစ်သုံးလေးရှစ်နှစ်သုံးလေးထဲမှာရှစ်ကိုလေးဆိုတဲ့အတွက်ကြောင့်မို့လေးအပိတ်ဖြစ်ပါတယ်ဗောနော်ရှစ်နှစ်သုံးလေးထဲကလေးအပိတ်ရှစ်ကိုလေးနောက်ထပ်တစ်ခု ကျွန်တော်၈324တင်းနဲ့ပေါင်းချင်း25ဗောနော်ငါကို6ပေါင်းချင်း14ငါးနှစ်ကြိမ်ပေါင်း30ဗောနော်33ဒီ6 6ငါးပေါင်း14ဖြစ်ပါတယ်ခုနှစ်နှစ်ကြိမ်ပေါင်းချင်းလဲ14ပဲဗောနော် ြစ်ရင်အနောက်က9ရက်နေ့ရပေါင်းခွန်၄၃၂စနစ်နေ့ခွန်ပေါင်း900ရတဲ့အတွက်ကြောင့်မို့ကိုကို၄ပေါင်း83ရဖြစ်ပါတယ်။935အပိတ်စုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာ963ဆိုတဲ့အတွက်ကြောင့်မို့3အပိတ်ဖြစ်ပါတယ်935တဲ့က9 sorry 3အပိတ်963နောက်တစ်ခုဒီ923 23ကို9နဲ့ပေါင်း26 6နဲ့ပေါင်း2 2နဲ့ဒီ6နဲ့ပေါင်းရှင်းချစ်ဖြစ်ပါတယ် နှစ်36 69ပေါင်း55ဖြစ်ပါတယ်ဗောနော်လေးနဲ့ကျင်ရှိရှိကိုကျွန်တော်အနောက်ကတုံများနဲ့နေနဲ့ထပ်ပေါင်းมาဖြစ်ပါတယ်နှစ်ရှင်းနဲ့နှစ်ပေါင်း20 65ပေါင်း73ရာတဲ့အတွက်3689ဖြစ်မယ်ဗောနော်3689မှာ689ခုနှစ်အပိတ်ဖြစ်ပါတယ်။ Okay နောက်ထပ်အဲ့မှာဆိုရင်6က ကျွန်တော်တို့လဲချိန်ဖြစ်သွားမယ်ပေါ့နော်ရှောင်းလေး24လေး80စနစ်နေနဲ့6ပေါင်း8ဖြစ်ပါတယ်ရှောင်း3နေ78ကိုခွန်နဲ့ပေါင်းရင်15ပေါ့နော်အာနေနောက်ထပ်ရှောင်းနဲ့နေပေါင်းရှင်း8ဖြစ်ပါတယ်နေ80 80 5ပေါင်း73ဆိုတဲ့အတွက်3ခွန်89ပဲဖြစ်ပါတယ်ခင်ဗျာ3ခွန်89ထက်ကနေနေ9ဆိုတဲ့အတွက်9အပိတ်ချပြီးသွားတာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြင် နေနေခွန်တပင်ဟာနေထပ်ပြီးတူတူပေါင်းကြည့်မယ်ပေါ့နော်နေ36ချောင်းနဲ့ပေါင်းစနစ်နေနေနဲ့ပေါင်း၄ဖြစ်ပါတယ်ရှင်းနေချိန်76 935ကိုနေနေပေါင်းချင်းစခွန်ဖြစ်ပါတယ်ခွန်ပေးကြည့်မယ်ဒေးနေချိန်10ဖြစ်ပါတယ်ခင်ဗျာဒီရှိဆုံးမှာရေးလိုက်မယ်ပေါ့နော်ဒီ6ရဲ့နေရပေါင်းချင်းလဲ10ဒါဆိုရင်ဒေးနေ6နဲ့ပေါင်းချင်း30ဖြစ်ပါတယ်နေ630ခွန်85ကိုရှင်းနေပေါင်း73ဆိုတဲ့အတွက်3089ပဲထပ်ပြီးရတယ်ပေါ့နော် 3ကြိမ်ဆက်တိုက်3089ဖြစ်ပါတယ်6အပိတ်388ဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့6ကြိမ်အတွက်လေးလာကြည့်အောင်6ကြိမ်အတွက်ကဒီနည်း346ဖြစ်ပါတယ်6ကိုတစ်ပေါင်း9 9ဖြစ်ပေါင်း55ရမယ်ဗောနော်9ဖြစ်ပေါင်း55 3 3ကဒီမှာ4ဗောနော်တဲ့နဲ့ချိန်ပေါင်းရှင်းနေကိုဒီ6နဲ့နင်းနဲ့ပေါင်းရှင်းဖြစ်ပါတယ်နင်းနဲ့ရှင်းပေါင်း30 9လေးပေါင်း ကိုလေးပေါင်းတော့73 74 75ဆိုတဲ့အတွက်ကို345အဘိတ်လေးလုံးဆိုပြီးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ညှိကြည့်မယ်ပေါ့နော်။ဒီ009တပင်ကနေထပ်ပြီးတော့လေးလာကြည့်အောင်။ဒီ9345မှာ009ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာရေးပြထားတယ်မနော်24မှာ935 993ညာတိဒီမှာ993ညာတိအပြင်3089ဒီမှာမနော်3089 ရှင်းနှစ်တုံးလေးချင်းနှစ်တုံးလေးကိုတုံးလေးငါဒီမှာကိုတုံးလေးငါမှာငါ၆၃၃ခွန်ရှိကိုက၃ကြိမ်ဆက်တိုက်ပါနော်၃ခွန်ရှိကို၃ကြိမ်ဆက်တိုက်ဒီကိုကြိမ်မှာတော့ကျွန်တော်တို့သွင်းနေအရာကိုတုံးလေးငါအပိတ်လေးလုံးထဲကသလုံးသပြီးခြာပစ်သွားမှာပါနော်โอเคဒါဒီကျွန်တော်တို့သွင်းနေအရာအပိတ်ဒီလေးလုံးယာရီတာလေးကိုမိတ်ဆွေများလေးလာလို့ရအောင်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ် ီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။